အလူပင်းချင်းရင်မစားနိုင်တဲ့လူကိုကျွေးဟုတ်ပြီနော်မဝတ်နိုင်တဲ့လူကိုပေးမြို့ထဲကစားနိုင်တဲ့လူတွေခေါ်ပြီးအလကားလောက်ကိုမလုံနဲ့အကုသိုလ်ကြီးပဲချင်းလားစားတဲ့လူကဝေပါမှုမှာသူက6ကငန်းတာအရင်လူကကောင်းတယ်နောက်လူကမကောင်းဘူးနဲ့ရှုပ်ဆက်ခတ်ဘုံမစားနိုင်တဲ့လူတွေကျွေးစားမှာမလို့အလူအရက်ကိုတွေ့မှာသူတို့ကဒီတလုတ်ကိုရဖို့လွယ်တာမှမဟုတ်ဘူးချင်းလားပမာရီမလူတက်လို့မွဲနေတာ ျေနပ်သလားကျေနပ်ပါဘုရားမိဘပဲကုညီဆောင်ဆောင်ရေးမရှိစင်းရသားထောက်ပံ့ရေးများဘာတခုအသေးမှမရှိဘူးဗုဒ္ဓဘာသာနိုင်ငံနဲ့ရှက်ဖို့တော့ကောင်းကျေနပ်ဘုရား AIDS ဖြစ်နေတဲ့လူတွေအနာကြီးရောဂါဖြစ်နေတဲ့လူတွေထောက်ပံ့မဲ့လူမရှိဘူးဗုဒ္ဓဘာသာတွေမေတ္တာထားလူလူချင်းထောက်ပံ့မျိုးနဲ့ဂုံလုံးတဲ့လူတွေလုံနေပါနဲ့အပူတွေကြီးပဲကျုပ်မြင်တိုင်းပြောရရင်ဘာမှပြီးနောက်ထပ်ဖရာကိုတည့်စရာမလိုတော့ရှိတဲ့ဖရာကိုတောင်းဆရာအောင်ဆုံးမစားအောင် ဟမ်အဲ့ဆလင်းကဘုရားအကုန်လုံးကိုဘယ်သူဆုံးကတ်အဲ့ဒီအသာထားလို့မလဲဆုံးစားကဏီဘုန်းကြီးတွေဆုံးကတ်ပြီးရတော့ဘုရားလမ်းကြီးတွေဆုံးမကတ်သေးလို့ဟဲ့လှုပ်ကြပါအောင်ငါတို့ရှိရတဲ့နဲ့ဆုံးတော့မငတ်ပါစေနဲ့ရှင်းသလားအဲ့ဒါကုံလို့ပြီးတော့ဟိုဘုရားတည်ခြင်းနဲ့ဒီဘုရားတည်ခြင်းရှိတဲ့ဘုရားဆုံးတောင်းစီအောင်ကောက်အောင်ရှင်းလားမယောင်ရာစီလူပြီးအပိုလုံးလုံးနေလို့ခင်ဗျားတို့ငွဲပြီးရင်ဆင်းရဲပြီးရင်အကြောင်းလည်းမသိ လောကမှာမှန်လည်းမသိအဲ့တော့ကမ္မဘဝဖြစ်เสียဇာတိဆိုတော့အဲ့ဒါယိုးယိုးမသွားနဲ့တော့ဒေဝဇာတိရှင်းသလားအဲ့လူဖြစ်ကျွတ်သလားလူဖြစ်ရှုံးသလားရှင်းပါပါဘုရားသိလို့လားမသိလို့လားမသိတာကရမ်းလို့တာကရတာခန္ဓာဘယ်နှပါးငါးပါးရတော့အဲ့ငါးပါးမခင်ဘူးလားခင်တာကယိုးယိုးလားစောစောလန်းလားဆွဲလန်းတာက အာထုတ်တာကကမ္မဘဝပြန်အာထုတ်တော့ကမ္မဘဝပြစ်စရာဇာတိဇာတိဆိုတော့ခန္ဓာဘယ်နှပါးဇာတိပြစ်စရာသရမရဏမွေးပြီဆိုမှတော့သိရမှာဖြစ်ပြီးရင်မွေးပြီမသေးတဲ့လူမွေးပြီမသေးတဲ့လူလောကမှာဘယ်တုံးကမှမရှိဘူးမတ်တာအာမုံမသလို့ဘိုးဘွားမသေးဘူးတဲ့ဟမ်ဟုတ်လားတွေ့ဘူးလားဘိုးဘွား ဘုံမင်းကောင်မသိဘူးလို့ပြောတယ်ဟမ်ရှိလားရှိပါဘူးဖြစ်နိုင်လားဖြစ်နိုင်ပါဘူးအယူတွေရလားမှန်ပါဘူးဟမ်အယူတွေမှန်ပါဗျာအယူပြောတဲ့စကားကိုအနှံ့နေရယုံရှင်းလားရှင်းပါအသေးတွဲလည်းမရှိဘူးရှင်းတို့လားအားလုံးကရှိုးတော်မူတာပဲမှန်ပါဟမ်သဘောပါသလား သုတိပိပရိသေသွားတာဟေးဘယ်သူမှအသေးလည်းထွက်လို့မရဘူးရှင်လည်းထွက်လို့မရဘူးစိတ်ဆိုတာဖြစ်နာမ်ဆိုတာလည်းဖြစ်ဒီမှာအကြောင်းတရားလည်းဖြစ်ပြီးရင်ဒီမှာလေအဝိဇ္ဇာပစ္စယာကောင်းပြီအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဆိုတာအဝိဇ္ဇာချုပ်ရင်သင်္ခါရလည်းချုပ်တယ်သင်္ခါရနိရောဓဝိညာဏနိရောဓပြောပြောပြောသင်္ခါရနိရောဓသင်္ခါရချုပ်ရင်ဝိညာဉ်ချုပ်တယ်ဝိညာဉ်ချုပ်ရင်နာယုတ်ချုပ်တယ်နာယုတ်ချုပ်ရင် သာလနာချိုရင်ဖတ်တာချိုရင်ဝေဒနာနိရောဓဝေဒနာချိုရင်တဏှာနိရောဓတဏှာချိုရင်ဥပါဒံချိုရင်ဓမ္မဘဝချိုတယ်ကံဘဝချိုမှတော့ဇာတိချိုရင်အင်္ဂါဘဏ္ဍပါချိုချုပ်သွားမှဘယ်ရောက်မှရှင်းလားကဲဒါပဲခင်ဗျာဖြစ်တာကြိုက်လားပြက်တာကြိုက် မဲမဲမဲကိုတော့ဘာမှမတတ်ခင်မေးစမ်းမအောင်မစီးပွားဖြစ်တာကြိုက်လားစီးပွားပြစ်တာကြိုက်လားစီးပွားကြဖြစ်တာကြိုက်တယ်ဘာမှမကြိုက်ဘူးမလားဟုတ်လို့လက်ပိတ်သွားမှဆိုနဲပါဇက်ကပြောလိုက်ရုံနဲ့လက်ပိတ်သွားသလားကိုအလုံးမတည့်မှပိတ်ပါတကယ်ရှိတာအကြောင်းတရားနဲ့အကြောင်းကောင်းရင် အဲ့တော့ဒီမှာကြည့်ပါပြိဿသမ္ပပချတဲ့နေရာမှာဟောဒီမှာအနီရောင်လေးတွေအဲ့ဒီအနီရောင်ကဘယ်တော့ချချရှစ်ခွက်ချပါလဲဒီဘက်မှာ၅ခွက်ဒီဘက်မှာ၃ခွက်အဲ့ဒါဝိပါကဝရှစ်ပါအမေဝန်ဆောင်တွေကမွေးလာကြတဲ့မိဒသာထပြိဿတွေနေကြတဲ့ကဒီဘဝစုတေနောက်ဘဝဇာတိပြိဿတွေနေတော့မယ်ဆိုရင်ဝန်ခေါင်းအောင်းအောင်မယ်လို့ကဝန်ပြင်းနီနီရဲရဲကြီးမြင်လာတယ် အဲ့တော့အဲ့ဒီချိန်ကလေးကအနီရဲနဲ့စားခဲ့တာသုတ်တန်သစသင်းချိုင်းဝရောက်တဲ့တိသွေးတန်ရဲရဲနဲ့သွားရလို့သူ့ကိုဘာရောက်ပေးတာမရောက်အတိပဲမဲ့လှုပ်ထားတာတခုမှမရှိရှင်းသလားရှင်းပါပြီအဲ့တော့တကယ်ရှိတာအကြောင်းတရားနဲ့ရှင်းပါပြီအလုံးနားလည်ပြီနော်အဲ့တော့ပြိဿသမုပ္ပါအင်္ဂါ12ပါးရဲ့တရားကိုသဘောလေးလောက်ပဲပြောနိုင်ပါတယ်အပြည့်အစုံသိကျင်တော့ဆက်လက်လေ့လာကြပါတလောက်နဲ့တင်းတိမ်ပြီးမနေကြပါနဲ့ အဝိဇ္ဇာပစ္စယသင်္ခါရယွတ်နိုင်ယုံနဲ့ငါတရားသိပြီလို့လဲအဆိုပါနဲ့ပါအဝိဇ္ဇာသဘောကိုသိရမယ်သင်္ခါရသဘောကိုသိရမယ်တရားတစ်လုံးအကြောင်းပြောရင်ဒီနေ့တပည့်တော်တို့ဒီခန္ဓာကြီးနဲ့ဒီဒုက္ခတွေဘာကြားနေလဲဘုရားလို့ပြောရင်အဝိဇ္ဇာကြောင့်ရရှင်းတယ်နော်တဏှာကြောင့်ရဟောဘယ်တစ်လုံးဖြစ်ဖြစ်သက်ဆိုင်နေတာရှင်းတယ်နော်ဒါပြန်အဝိဇ္ဇာနဲ့တဏှာအရင်းခံ ဥပါဒံကံကြောင့်ယုံ nant ပေါ်အပင်မမျိုးမျိုးမအပင်အမြင်မပြဆက်ဆက်သည်ဟံကံကြောင့်နံယုတ်နံယုတ်ကြောင့်ကံအဖံပံဖြစ်ပြန်နီးအလျောအဲ့ဒါလေးကိုမပြတ်ရွတ်ပေးမပြတ်ဆင်ကျင်ပေးအရင်ခန္ဓာအဝိဇ္ဇာနဲ့တဏှာအရင်ခံဘု து ကြောင့်အဝိဇ္ဇာနဲ့တဏှာအရင်ခံဘု து ကြောင့်တော့ ဥပါဒံဥပါဒံကနေမှကံကြောင့်ယုံနံအပင်မှာအဲ့ဒါပဲအမြင်အမြင်မပြတ်ဆက်ဆက်နေတဲ့တန်တရာကြီးမှာအပင်ကစလားမျိုးကစမျိုးပဲရအဲ့အပင်ပဲဖြစ်ကျုံနဲ့ကျမလို့ပဲဟမ်ကျုပ်ကစလားကျမကစလား အဲ့ကျမဘယ်ရသဘောပါသလားဘာဖြစ်နေတာတော့ဒါမို့လို့ပြိဿသမုပ္ပါကိုဘာလို့ထားအဝိုင်းလုတ်ပေးထားတာခမရတို့အဝိုင်းပြေးပြေးနေတာဓာတိပစ္စယဇရာမရဏဇရာမရဏအိုသေးပြီဆိုတော့အဲ့ဒီမှာသောကပရိဒေဝဒုက္ခဒေါမနတမလားဘူးလားသောကပရိဒေဝဒုက္ခဒေါမနတဖြစ်နေတဲ့လူကအမှန်သိမလားမသိပါဘူးမသိတာကအဲ့ဒီပြတ်တာပဲ အာသဝသမှုတရားအဝိဇ္ဇာသမှုတရားဆိုပြီးဒီမှာအာသဝတရားတွေလာတဲ့အခါကျတော့အဝိဇ္ဇာပြန်ပတ်ဒါကြောင့်မို့ဘာလို့လဲအဝိုင်းပြေးပြေးနေတာရှင်းတယ်နော်အဲ့တော့အခုဒီအရှိအဝိုင်းပြေးပဲဆက်ပြေးမလားလွတ်အောင်လုပ်ဘာနဲ့မှလွတ်အဲ့တော့ဒီအရှိတို့အကြောင်းကျိုးဆက်ကြမလားဖြတ်ကြပဋ္ဌာန်းတွေရောဆက်ကြမလားဖြတ်ကြတိုက်တွေရောဆက်ကြမလားဖြတ်ကြတခါတည်းမေးခဲ့မှဖြစ်မှာ ဟင်ဘယ်ရှင်ဖန်းနဲ့တပြည့်တော့ပဋ္ဌာန်းဆက်ပါတယ်ထင်တယ်တော့တော့တော့ပါတော့တော့ပါတော့ဘယ်ပဋ္ဌာန်းမှလာမဆက်ပါနဲ့ဟင်တော့ပါသလားတပြည့်တော့ပဋိစ္စသမုပ္ပါဆက်ရအောင်ဗျာတော့ဆက်ရင်ချမ်းသာမလားဆင်းရဲမလားအခုဆက်ကြသမ ्या ဘာသစ္စာရလဲသမုဒိယသစ္စာလောက်လိုက်သမုဒိယသစ္စာလောက်လိုက်သမုဒိယသစ္စာလောက်လိုက်တန်တရားလဲနေတာအဲ့တော့သမုဒိယသိမ့်မှ ဒုက္ခငြိမ်းပါအဲ့တော့ဓာတ်လည်းမဆက်နဲ့ပဋ္ဌာန်းလည်းမဆက်နဲ့သိုက်လည်းမဆက်နဲ့အကုန်လုံးဖြတ်အဲ့ဒါသိုက်ဆရာစီသွားဖြတ်မလားကိုဉဏ်နဲ့ကိုဖြတ်ဟဲ့အဲ့ဒါလည်းမထအောင်တို့စားဖြတ်ဆိုလို့တပြီတော့သိုက်ဆရာလိုက်ရှာနေတာဖြစ်နေဦးမယ်ရှင်းသလားကြီးဘာနဲ့ဖြတ်မလို့ဉဏ်နဲ့ဖြတ်တော့ခန္ဓာဘယ်နှပါလဲဘယ်ချိန်ကြီးကြီးဖြစ်ပြီးတော့အကြောင်းတရားလည်းဖြစ်ပြီးရင်အကျိုးတရားလည်းဖြစ်ပြီးရင်ဖြစ်ပြဘာသစ္စာသိတဲ့ဉဏ်က ဘယ်ကသစ္စာလာရင်ဒီဘက်ကတဏှာဥပါဒံကံနေလာအောင်မလားသိတာကနောက်ခန္ဓာမလာတာကသစ္စာဘဏ္ဍချက်ကအေးကဲဆိုသစ္စာ၄ချက်တပြိုင်တည်းကြိုက်ကြမှာသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်ပဋိစ္စသမုပ္ပါအကြောင်းကျိုးဒေသနာကိုပိုင်းပိုင်းခြားခြားထင်ထင်မြင်မြင်သိအောင်ကြိုးစားကြပြီးတော့ဖျားဖူးနိုင်အောင်ကြိုးစားကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့